ဖိန်မြင့်နှလုံးသားအာဟာရစိုက်သောအပင်ဤအသီးကိုကျွန်တော်အလေထဲចောင်းသားပေါ်ရုံကရှစ်တန်းမှာပူကြနေသည်ကောင်းတကောင်ကဘိုက်ကိုလက်သီးနှင့်ထိုးသည်အထိုးခံရသဖြင့်နာသည်ဒေါသလည်းထွက်သည်ဒီထက်အခံရခက်သည်ကသူတပားစော့ကားတာခံရလီခြင်းဟုတနှုံနှုတ်တွေးကအရှက်ကြီးရှက်နေမိခြင်းဖြစ်သည်ဒီအကောင့်ကိုကလေးစားချီလူစိတ်တွေအလွန်အမင်းပြင်းထန် ထကြွနေသည်မနေ့ပြန်စပိန်တွေထားသည့်နေရာနာမှာဒီကောင်ကိုစောက်မိပြီးလင်အကြောင်းသိစေရမည်ဟုကျွန်တော်စီစဉ်သည် သို့သောဘာကြောင့်မှမသိဒီအကြံစီကို အဖွားနာနာအားကျွန်တော်ဖွင့်ပြောမိသည်အီယာမအမပင် ထုံးစံအတိုင်းတနာရီလောက်ကြာအောင်ဩဝါဒစကားမူကြတော့သည် အဖွားကတကယ်ပင် စကကြောရှိလာသည့်အမျိုးသမီးကြီးတယောက်ဖြစ်သည် သူ့ဩဝါဒမှာစိတ်ညစ်စရာကောင်းလောက်အောင်ရှိလျားသည်သူပြောသည့်အထဲတွင်ဒီကောင်ကိစ္စကိုစိတ်ထဲဧည့်သည်လောက်ထဲ့စရာမလိုဘူးဟုသောအချက်တစ်ခုပါတာတော့ကျွန်တော်အမှန်ရသည်ကောင်းတာလို့ရင်ကောင်းတဲ့အကျိုးခံစားရမည်ဟု သူကဆိုသည် အဖေါ်မှာအမြဲတည်းစကားပဲပြောသည့်အကြောင်း ကျွန်တော်ပြန်ပြောမိသည်သို့တော့တတ်နိုင်သမျှရင်ကြီးကြီးကျွန်တော်ပြောခြင်းဖြစ်သည် ကျွန်တော်အမြဲတမ်း ကောင်းတာတွေကြီးလှုပ်သည့်အကြောင်းသို့သောဖြစ်လာတာတွေကအလကားဖွကြားတွေကြီး ဖြစ်သည့်အကြောင်းလဲပြောလိုက်သည်ကျွန်တော်တကယ်ပြောစဉ်ကအလကားဖွကြားဆိုသောစကားကိုမသုံးပါကျွန်တော်ဗာပြောပြောအဘွားတဘောရကမပြောင်းလဲသွားမင်းလှုပ်တဲ့ကောင်းမှုတိုင်းဟာတနည်းကြရင်မင်းစီ ကောင်းတဲ့အကျိုးတည်ဆောင်းလာလိမ့်မယ်လို့တမညမကောင်းမှုဟာလေမကောင်းတဲ့အကျိုးမင်းစီပြန်သာလာမှာပဲဟုတ်ရဲ့ သူကဆိုသည်ဒီစကားလုံးတွေဤအထိပယ်အနှစ်သာရကို ကျွန်တော်ပြပြပြတိမြင်ဖို့နှစ်ပေါင်း30မြောက်အချိန်ယူခဲ့ရသည်ဒီအချိန်နာနာကကယ်လီဖိုးနီးယားပြည်နယ်လာဇူနာဟီရှိတက်ကြီးရွယ်အိုဆက်လျှောက်ရေးကီယာမှာရောက်နေသည်အင်္ဂါနေ့တိုင်းကျွန်တော်သူ့စီသွားကအပြင်ခေါ်ပြီးညတာကြွေးသည်ကျွန်တော်သွားလျှင်နာနာကို ရှေ့ဘက်တကားဝါက ကလထိုင်တလုံးမှာတက်တက်ရရဝစားပြီးအသက်ထိုင်နေတာတွေ့ရမြဲဖြစ်သည်အဖွားကိုလူအိုစေးုံတို့မပို့ရသေးမီနောက်ဆုံးအခေါက်ညစာထွက်စားစဉ်ကအတွေ့အကြုံကိုကျွန်တော်ကောင်းစွာအမှတ်ရနေသည်အဲ့ဒီနေ့ကကျွန်တော်တို့သွားကြသည်မှာဂေဟာနှင့်မဝေးလာသည့်မိသားစုစားသောက်ဆိုင်ကလေးတစ်ခုဖြစ်၏နာနာအတွက်အသားပြုတ်ကြော်နှင့်ကျွန်တော်အတွက်ဟမ်ဘာဂါတစ်ခုမှာလိုက်သည် ဟင်းဝဲတွေရောက်လာ၍ကျွန်တော်နည်းနည်းပပစားပြီးနာနာကိုကြည့်လိုက်တော့သူဘာမှမစားရသေးတာသတိပြုမိသည်ဘကယ်ထဲမှစားစရာတွေကို သူငေး၍ကြည့်နေသည်ကျွန်တော်ကိုဘကံကိုဘေးရွှေ့လိုက်ပြီးနာနာဘကံကိုလှမ်းယူသည်အသားတုံးကိုတစ်တစ်လေးတွေဖယ်ပြီးလိုက်ပြီးနောက်ဘကံကို သူ့ရှိပြန်ချပေးသည် အသားတုံးလေးတွေကိုခင်းင်းနှင့်တုံတုံကြီးကြီးထိုးပြီးပါစက်ထဲ ခက်ခက်ခဲခဲထဲနေရသောအဖွားကိုကြည်ရင်ဟိုးအတိတ်ကဖြစ်ရတဲ့ခုကို ကျွန်တော်ပြည်သတိရကမျက်ရည်လဲလာသည်လွန်ခဲ့သောနှစ်ပေါင်း40အဲ့ဒီတုန်းကကျွန်တော်ဇပွဲမှာ ထိုင်တဲ့ကာစခြားတက်ကလေးထမေးစားတိုင်းအဖွားကကျွန်တော်ပကံကိုယူက အသားကို ကျွန်တော်စားနိုင်လောက်သည့်အတုံးသေးသေးလေးတွေဖြစ်အောင် ဖြင်းပေးဖဲ့ပေးသည်အဲ့ဒီတုန်းကလုတ်ခဲ့သည့်အဖွားဤသူတစ်ပါးပေါ် ကောင်းကဲ့သို့အမှုကနှစ်ပေါင်း40အကြာမှာတူညီစွာတုတ်ပြင်လာခဲ့ပါပြီ။နန္ဒာပြောတာအမှန်ပဲ။စိုက်သောအပင်အသီးကိုသာကျွန်တော်တို့ရိတ်သိမ်းခုဆုရမည်ဖြစ်သည်။တင်ပြုသည့်ကောင်းသောအမှုတိုင်းသည်ကောင်းသောအကျိုးရလဒ်များအဖြစ်တစ်နှစ်သင့်ထန်ပြန်လာပါလိမ့်မည်။ရှစ်တန်းတို့ကပူကြခဲ့သောသူကဘာဖြစ်သွားပါသနည်း။ကိုရမ်းမှာပူကြနေသူနှင့်တွေ့သွားခဲ့ပါသည်။